match တိကျစွာဥကြီးရှိနေကြတယ်အားသာဝါနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့က Champions League ပြိုင်ပွဲကြီးကဒုတိယနေ့ညပေါ်တခုနေ့ညပွဲစဉ်နေ့အဖြစ်ပေါ့နော်ကျွန်တော်တို့ကပွဲစဉ်၉ပွဲရှိမြဲကစားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်တွေမှာဒါ Pep Guardiola ရဲ့ မန်ချက်စတာစီးတီးတို့နျူကာဆယ်အသင်းအပြင်အင်တာမီလန်ဆိုက်ဒီအသင်းတွေကတော့နိုင်ငံပွဲကိုယ်စီရရှိခဲ့ပြီးမြဲတချို့သောအသင်းကြီးတွေဖြစ်ကြတဲ့ Hansi Flick ရဲ့ Barcelona အဲပြီးလို့ရှိရင်ကျွန်တော်ဒါ Chelsea ပေါ့နော်ဒါ Enzo Maresca ရဲ့ Chelsea အသင်းတွေကတော့တကယ်ကို upset အနေထားနဲ့ကြုံတွေ့ခဲ့ရလေဖြစ်ပါတယ်အဲကြောင့်ဒါပထမဆုံးတော့အနေနဲ့ပေါ့နော်။ဟာပက်ဂွာဒီယိုလာရဲ့မန်ချက်စတာစီးတီးအသင်းကတော့ဘရစ်ရှာဒေါ်မွန်အသင်းကို၄-၂ဆိုတဲ့ရလနဲ့အနေအားရှိပြီးတော့ဒါ သူတို့အနေနဲ့တော်တော်လေးကိုအခြေအနေကောင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။အဲကျွန်တော်ဒီပွဲစဉ်မှာဆိုတော့ဒါ Phil Foden, Erling Haaland ပြီးလို့ရှိရင်ဒါလူစားဝင်ကစားသမား Ryan Cherki ရဲ့ twin goal တွေပေါ့နော်။ဒါ Erling Haaland ဆိုလို့ရှိရင်ဒါ Manchester City အသင်းအတွက်ဒါ Champions League ပြိုင်ပွဲမှာ twin goal 5 goal အထိရယူပေးထားနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။အဲကျွန်တော်ဒါဒီပွဲစဉ်မှာ Phil Foden ကတော်တော်လေးကိုပေါ့နော်။ဒါကွင်းလယ်ကနေပြီးတော့ ဒါခြေစွမ်းကောင်းတွေကိုပြသွားသွားခဲ့ပြီးတော့ဒါကျွန်တော်ဟိုးရင်တော့ feel for down မြင်နေရတဲ့အတိုင်းပဲဘောလုံးတွေကိုဒါ passion တွေကိုလက်ခံမယ်ပြီးလို့ရှိရင် tan လေးတွေလုပ်မယ်အဲပြီးလို့ရှိရင်အဲ့အနေပဲကိုအစီအပြင်ကနေပြီးတော့ကန်သွင်းယူသွားရဲသူ့ရဲ့ဒါ အဲ feel for the signature လို့တော့ပြောရမှာပေါ့နော်ကျွန်တော်ဒါ go out down လေးတွေအပေါ် down လေးတွေကိုဒါ wave white ပြီးကန်သွားတဲ့ twin goal တွေနဲ့ပဲဒီနေ့ပွဲစဉ်မှာလည်း pressure down ဘောအသင်းဘက်ကိုနှစ် goal ထိအောင် twin ယူသွားခဲ့ပြီးတော့ဒါ Manchester City အသင်းအနိုင်ရရှိခဲ့တယ်။ Erling Haaland ဆိုလို့ရှိရင်လည်းဒါသူရဲ့ Manchester City အသင်းရဲ့ဘယ်တောင်မှတိုက်ဆိုင်ဆောင်တာ Jeremy Doku ရဲ့ဖြတ်တင်ပေးတဲ့ဘောလုံးကိုပေါ့နော်ဒါ timing ရော position ရောတကယ်အကောင်းဆုံးသောအနေထားမှာရှိသွားပြီးတော့ဒါအပြင်ပိတ်သွင်းပြီးတော့ပေါ့နော်ဒါ Manchester City အသင်းတော့ သင်ကိုတကူရယူပေးပါတယ် right checky ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲပေါ့နော်ဒါလူစားဝင်ကစားခဲ့ပြီးတော့ဒါနောက်ဆုံး minute မှာပဲဒါ minute 90ကျော်နာကျင်ချိန်ပိုးအချိန်ပိုင်းချမှာပဲပေါ့နော်ဒါ Manchester City ကိုအခုနောက်ပိုင်းမှာ right checky ကဒါ back quality you like system နဲ့မှာတော်တော်လေးအဝင်ခွင့်ကျဖြစ်လာတဲ့ကစားသမားလို့ဆိုရမှာဖြစ်ပြီးတော့ဒါ Manchester City အသင်းအတွက်ပေါ့နော်အသင်းကိုခက်ဆက်စိတ်လေးသွင်းယူပေးလာနိုင်တဲ့ကစားသမားလေးတွေလည်းဆိုရမှာဖြစ်တယ်။တော်တော် Manchester City ကတော့နိုင်ရရှိသွားခဲ့ရလည်းဖြစ်တယ်။အဲတစ်ဖက်မှာကြောက်တာ Hansi Flick ရဲ့ FC Barcelona အသင်းကတော့ပေါ့နော်ဒါသူတို့ရဲ့ Hansi Flick ရဲ့ခေါင်းမာမှုပေါ့နော်ဒါသူ့ရဲ့နီးပြတွေကတော့အဲတခုကနည်းနည်းခက်တယ်နော်။ဒါသူတို့ရဲ့ philosophy ကို ပြင်ဖို့ဆိုတာအရင်ကခက်ခဲတယ် သူတို့အလုပ်ထုတ်ခြင်းထုတ်လိုက်ပြတင်မလားသူတို့နီးပြရာတွေကနေထုတ်ခြင်းထုတ်လိုက်သူတို့ရဲ့ philosophy သူတို့ရဲ့ယုံကြည်တဲ့အရာသူတို့ရဲ့ယုံကြည်ရာကိုတော့လုံးဝမပြောင်းလဲဘူးဆိုတဲ့အတိုင်းပဲပေါ့နော်ငရဲနဲ့နိဗ္ဗာန်ကိုကိုကိုရိုင်းမဲ့ရွေးမယ်ဆိုတဲ့အတိုင်းပဲ Hansi Flick ရဲ့ Barcelona ကလည်းအခုပွဲစဉ်မှာတော်တော်လေးကိုဒါခံစားခဲ့ရတယ်ပေါ့နော်ဒါတစ်ဖက်က club bugre အသင်းကတော့ကျွန်တော်ဒါအင်ရှင်အသင်းဖြစ်တာနဲ့ပြီးပြီးဒါ Barcelona အသင်းကို ဒါပွဲစားဆိုတဲ့ထုတ်ဖော်ဖို့ကြိုးစားတယ်။တစ်ဖက်က Hansi Flick ရဲ့ Barcelona အသင်းကလည်းကျွန်တော်တို့ highlight နဲ့ကစားတာဖြစ်တဲ့အတွက်ပွဲချိန်အစ6မိနစ်မှာလည်းပဲပေါ့နော်။ဒါ Club Brugge တင်ကဥဆောင်ကိုရခဲ့တယ်။ကျွန်တော် highlight ရပြတော်တော်လေးလောမှာသိရမလား။ကိုယ်လည်း CT ကိုတက်ပြီးတော့ highlight ကစားအဲ့လျော်နည်းနည်းလေးဟိုဘယ်လိုပြောမလဲ။တကယ် pace ရှိတဲ့အသင်းနဲ့ပေါ့နော်။ဒါတိုက်စစ်ကစားသမားတွေတစ်ဖက်အသင်းကတိုက်စစ်ကစားသမားတွေအရင် လှည့်မြန်မှုကိုအသုံးချနိုင်တဲ့ကစားသမားတွေဆိုလို့ရှိရင်ဘာစီလိုနာအတက်ခံရတာပဲခုဆိုရင်လည်းအလိုဘက်တာတစ်ဖက်ကကလပ်ဘူဂရီတဲ့ကျောင်းနံပါတ်9ဒီတယောက်ကိုတော်တော်လေးကိုထိန်းရခက်ပြီးအဲ့ကစားသမားကပဲဒါတွင်ကို2ဂိုးနဲ့ဂိုးဖန်တီမှုတစ်ခုကိုပြုတ်လုသွားခဲ့ပြီးတော့ဒါဘာစီလိုနာတင်းနဲ့တစ်ဖက်ကို3ဂိုးစီဆိုတော့တေးရလည်းထွက်ပေါ်ခဲ့တယ်နော်ကြာဒါပွဲစဉ်အစ6မိနစ်မှာနေမယ်ဒါဘာစီလိုနာတဲ့ဟိုက်လိုင်းကြီးကိုဖျက်ကျော်ပြီးတော့အဲ့လေဘ9ကဒါကိုသွင်းယူခဲ့တယ် เนาะဒါ तू ကိုသွင်းပြီးတော့တိတ်မကြဘူးဘာစီလိုနာတင်းရချက်ချင်းဆိုလို့ပဲကျွန်တော်ဒါလာမေယာမေရဖောရင်တော့ဘက်စ်တို့ဒါဖာမီလိုပက်စ်တို့ရဲ့တွဲလုံးနေနဲ့ချီပါကူပြန်ရခဲ့တယ်2မိနစ်လောက်ပဲကြာချက်ချင်းဆိုလို့ပဲချီပါကူပြန်ရခဲ့တယ်ဘောနော်ဒါပေမဲ့လွယ်လွယ်ကူကူပဲဂိုးတွေပြန်ပေးရတယ်ကျွန်တော်ဒါကိုကချီပါကူရပြီးတော့ ဟာအရင်မကြောင်မင်း20 30ဝန်းကျင်လောက်မှာပဲကျွန်တော်အချိန်ဒီအတိအကျတော့မမတ်မိတော့ဘူးပေါ့နော်ချက်ချင်းဆိုလိုပဲတွင်ကိုပြန်ပေးရတယ်ပေးရတဲ့ဟာလည်းအဲ့လိုပဲကောင်တာအထက်ကနေပြီးတော့ဘာဆိုလိုနာသင်းရဲ့ဒါအရင်မြင့်လုံးတဲ့ highline defense ပေါ့နော်ဒါ highline defense ဆောင်မဟုတ်တော့ဘူးပေါ့သူက blue man တော့မသိဘူးသူကွဲလေထိတက်ပြီးတော့ပိတ်ထားတဲ့အခြေအနေပေါ့နော်အဲ့ဒီကနေပဲဒါဒုတိယအမြောက်ဥဆောင်ဂိုးကိုဒါအင်ရှင်သင်းကိုခွင့်ပြုပေးလိုက်ရတယ်အဲ့ဒါနေပထမပိုင်းမှာဒါ2-1ဆိုရရလက်နဲ့ပွဲပြီးသွားပြီးတော့ဒုတိယပိုင်းပြန်ဆားရတဲ့အချိန်မှာ အဲကျွန်တော်ဒါလမဲရမဲပေါ့နော်ဒါလမဲရမဲနဲ့ဒါ family lopus လာမသိဘူးဒီကစားသမားရဲ့တွဲလို့မဟုတ်အထူးသဖြင့်တော့ဒါလမဲရမဲပေါ့နော်ဒါလမဲရမဲရဲ့ဒါတကယ် individual performance ကိုပြသသွားခဲ့ပြီးတော့ဒီကစားသမားပဲတော်တော်လေးကိုလှုပ်တယ်ကျန်တဲ့ဒါ away ကန်ချက်တွေ Marcus Rashford ကန်ချက်တွေရှိခဲ့ပေမဲ့လေဒီပွဲတစ်ပွဲလုံးမှာ Barcelona အသင်းဘက်မှာလမဲရမဲကအဓိကကစားသမားအခန်းကဏ္ဍကနေပြီးတော့ဒါ ကစားပေးခဲ့တယ်ဗောနော်ဒါဒုတိယမြောက်ဒါခြေပါကိုဆိုလို့ရှင်လဲဒါလမဲရမယ် individual performance ကနေပြီးတော့ဒါတူးတူးဆိုတဲ့တေရလည်းထွက်ပေါ်ခဲ့ပြီမဲ့လဲကျွန်တော်ဒါမိနစ်80ဝင်းကျင်ပါပဲနောက်ထပ်တတိယမြောက်ဒါဥဆောင်ကိုကလပ်ပူရေးတဲ့ရရှိသွားခဲ့တယ်အဲ့ဒါလည်းအဲ့လိုပါပဲပုံစံတူပါပဲဗောနော်ကျွန်တော်ဒါ highline defense ကြောင့်ပဲပေးလဲရတဲ့ goal ဖြစ်ပြီးတော့3 goal 2 goal ဖြစ်သွားတယ်အဲ့ဒီကနေပဲ top shot ဘာဆိုလို့လဲတင်းရ twin goal တွေရဖို့ပြန်လဲစူးစမ်းရင်းနေပဲဒါလမဲရမယ်ရဲ့ ကန်ချက်ပဲပေါ့နော်ဒါလမရမဲ့ပုံမှန်ကန်နေကြဒါအဝေးတိုင်ကိုလောကဝေးဝိုက်ပြီးတော့ကန်တဲ့ဘောလုံးကိုပဲဒါတစ်ဖက်နောက်ခံစားမှလည်းထိပြီးတော့ဒါအုံကိုဖြစ်သွားတယ်ပေါ့နော်ဒါဆိုတော့၃ကို၃ကိုတေးရလက်ထွက်ပေါ်ခဲ့တယ်အာဒါရမနော်ကျွန်တော်ဒါဟိုဘက်ကလပ်ဘူဂရီတရပနဒီပစ်တံမော်ပဲရလိုက်သေးတယ်ဖေးရကိုချက်ပြီးတော့မှသာဒါ over 10လောက်လိုက်လို့ဒါပနဒီမပေးရတာအဲဘီလရှင်ကျုံတာဂိုးသမားဆက်ဆက်နေပါနော်ဒါနောက်ဆုံးမိနစ်မှာနည်းနည်း risky ယူလိုက်တဲ့ဟာလေ ဂိုးဖြစ်သွားသည်ဒါပေမဲ့လည်း VR ပြန်ကြည့်လိုက်လို့ထပ်ပြီးတော့ဒနိုင်းလောက်ခံလိုက်ရလို့မဟုတ်လို့ရှင်ဒါတွင်းဂိုးနှစ်ဂိုးလောက်ထိတော့ထပ်ပြီးခွင့်ပြုရမယ့်အနေအထားမျိုးတွေရှိခဲ့တယ်ပေါ့နော်ဆိုတော့အိပွဲစဉ်မှာတော့ဒါဘာစီလိုနာတဲ့ကလပ်ပူရဲတဲ့အရတစ်ဖက်သုံးခုစီဆိုရရလက်နဲ့တေးကြသွားခဲ့တယ်ပေါ့နော်ဒါဘာစီလိုနာတဲ့နိုင်ရမယ့်ပွဲစဉ်ဖြစ်ပေမဲ့လည်းဒါတေးရလက်နဲ့ဒါကျင်လက်ခဲ့ရတယ်တစ်ဖက်ကအန်โซမာရက်စကာအဲကျွန်တော်ခုနပြောလို့ပဲနီးပြတွေကသူ့ရဲ့ သူလှုပ်ချင်တဲ့ဟာကိုသူ့ရဲ့ philosophy ကိုသူတို့ယုံကြည်တယ်ဆိုတဲ့အတိုင်းပဲနောက်ထပ်တက်သေးပြသွားတာတော့ဒါ Chelsea အသင်းရဲ့နီးပြ Anson Maris ကပေါ့နော်ဒါတစ်ဖက်ကအဇာဘိုင်ဂျန် club Quarabat ဆိုတဲ့အသင်းကိုဒါ Quarabat အသင်းရဲ့မြေပေါ့နော်ဒါအဇာဘိုင်ဂျန်မြေမှာဒါသွားရောက်ကစားရတယ်အဲ့ဒီပွဲစဉ်မှာကျွန်တော်ဒါအဝေးကွင်းလဲသွားရတယ်အဝေးလဲသွားရတယ်ဒါအဇာဘိုင်ဂျန်နဲ့လန်ဒန်ဆိုတာကကျွန်တော်ဒါဥရောပတိုက်ကြီးကိုဖြတ်ပြီးတော့သွားရတာပေါ့နော်အဲ့လိုသွားတဲ့ဟာကိုဒါရမှတ်အပြစ်မယူနိုင်ခဲ့တဲ့ အန်ဆိုမာရက်စ်ကအနေနဲ့တော်တော်လေးတော့ဘယ်လိုပြောမလဲနာကစ်နေမယ်နေထားပါတော့နာကစ်တယ်ပြောအောင်လဲ तू ထုတ်ခဲ့တဲ့ဒါလူစင်းကြောင့်ပဲ तू အဲ့လိုမျိုးဖြစ်ခဲ့တဲ့လူပဲဆိုမှဖြစ်တဲ့ကြောင့်ဒါအပွဲအဆမှာဒါတိုင်းရွန်ဂျော့ချ်တို့အဲပြီးလို့ရှင်ဒါတကယ်လူငယ်ကစားသမားတွေဗျာအရန်ကစားသမားတွေကိုပဲဒါပွဲစဉ်မှာပွဲထွက်ကစားသမားဖြစ်ကစားစီခဲ့တယ်အဲ့ဒါပဲဒါချက်စီအသင်းရဲ့ဒါကွာတာဘက်အသင်းကိုဒါတွင်းကူတွေခွင့်ပြုခဲ့ရတယ်ဗောနော်ဒါပထမပိုင်းမှာနေမယ် တွင်းကိုနှစ်ကိုးနဲ့ဒါအင်ရှင်အသင်းကရရှိခဲ့တယ်။ဒါတွင်းကိုနှစ်ကိုးရရှိနေမှာဒါတစ်ဖက်အသင်းကဘယ်လိုပြောမလဲကချက်စီအရန်ကစားသမားကြီးနဲ့ကစားပြီဆိုတော့တည်မလားအင်ရှင်အသင်းဖြစ်တာနဲ့အညီတရဆက် PR တွေပြီးပြီးတော့အဲ့ဒါကနေပဲတွင်းကိုးတွေရသွားတာ။ပြီးလို့ရှိရင်ဒါချက်စီအသင်းရဲ့အမားလေးပါလိုက်တယ်ဗျာ။ဒုတိယတလုံးဆိုလို့ရှိရင်ဒါချက်စီတင်းရဲ့ဒါနောက်ခံကစားသမားရဲ့အမားပေါ့နော်ဒါကျောင်းနံပါတ်27ဟတ်တိုးရဲ့အမားအဲ့အမားကနေပြီးတော့ဒါတွင်ကိုးတွေရရှိသွားရဲ့ เนาะအဲ့ဒါနေပြီးတော့ကျွန်တော်တချက်စီးတင်ရဒါအစောပိုင်းမှာတော့ဥဆောင်ဘူးတကူကို Esther Bounce ကြီးရလိုက်တယ်အဲ့ကနေပြီးပဲချက်ချင်းဆိုလို့ပဲတွန်းကိုနှစ်ကိုပြန်လဲခွန်းပြူပြရပြီးတော့နောက်ပထမပိုင်းပြီးမှနှစ်ကိုတကူဆိုရရလက်နဲ့ပွဲပြီးဆုံးပြီးတော့ဒုတိယပိုင်းလဲစာလဲစာနီးပြဆို Mars ကနေတိတ်မဟန်တော့ဘူးဆိုတော့တိပါရယ်ဘောနော်ကျွန်တော်ဒီ Champions League ကိုပြန်ပွဲမှာအခုလိုမျိုးလုံးတော့မရဘူးဆိုတော့တိပါတော့သူရဲ့အဓိကကစားသမားတွေအကုန်ဆွတ်ထည့်ရတယ်ဘောနော်ကျွန်တော်ဒါ Alessandro Garnacho တို့အပြင် Enzo Fernandez တို့စားဒီကစားသမားတွေအကုန် စုပြုံထည့်ပြီးတော့ကစားစီခဲ့တယ်ဒီနေရာမှာဒါဂါနာချိုကတော့ဒါချက်စီအသွင်းသွင်းနှစ်ခုနှစ်ခုဖြစ်စီမဲ့ခြေပါကိုတွင်းယူပေးနိုင်ခဲ့ပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့ဒါနောက်ပိုင်းပွဲကစားချိန်တွေမှာတော့တစ်ဖက်အင်ရှင်အသင်းကလည်းအကောင်းဆုံးကစားသွားခဲ့ပြီးတော့ဗောနော်ဒါအန်ဆိုမှာတော့စကာနေနဲ့ခီးဝေးလေးလာကစားရတယ်ဒါရမယ်တွေလည်းမယူနိုင်ခဲ့ဘူးပေါ့နော်ဒါမဟုတ်လို့ရှင်ကျုပ်နောက်ပွဲစီမှာချက်စီးတင်ပွဲချက်တွေကစားဖို့ရှိတယ်။ကျုပ်ဒါဘာစီလိုနာအတင်းတွေအတ္တလန်ဒါတို့အဲပြီးလို့ရှင်ကျုပ်ဒါ တကယ်ပွဲချက်ဒီပေါ့နော်ဒါအများကြီးကစားမှာနာပိုလီတို့နဲ့ကန်ရမှာအဲ့လိုကန်မဲ့ပွဲစဉ်တွေရှိတာကြောင့်မလို့အခုလိုပွဲတွေမှာအမှတ်ပြည့်ရယူရမယ်အစားအသေးရအောင်ကန်ကောင်းလို့နော်တေးရလည်းထွက်ပေါ်ခဲ့တယ်ဒါအဲ့ဆိုမာစကိုင်ချက်စီအသင်းရတကယ်ကိုဒါနစ်နာရလိုပဲဆိုရမှာဖြစ်တယ်ဒါတစ်ဖက်မှာလည်းဒါနျူကာဆယ်အသင်းတို့ကတော့ဒါအိမ်ခွင့်မှာဒါ Athletic Club ဘီဘောအသင်းကိုအနိုင်ရရှိခဲ့တယ်။ဒါ Newcastle အသင်းရဲ့ပုံမှန်ကစားနေကြ physical presence ကိုပဲအတုံးချပြီးတော့ပေါ့နော်။ဒါ Athletic Club ဘီဘောဆိုဘာမှဘာဆိုဘာမှမလုပ်နိုင်လိုက်ခဲ့ဘူးပေါ့နော်။ဆိုတော့တခြားပွဲစဉ်တွေရောပရိသတ်တွေအမြင်အောင်ဘယ်လိုရှိကြလဲ။ဒါ IS နဲ့ Galata Service လို့ရှိရင်လည်း David Osman twin goal တွေနဲ့ဒါ Galata Service ရဲ့အနိုင်ရရှိခဲ့ရလဲဖြစ်တယ်။ဆိုတော့ဒီဒုတိယနေ့ညပွဲစဉ်တွေနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့အမြင်အောင်ဘယ်လိုရှိခဲ့ကြလဲ။ ကိုယ့်ရဲ့အမြင်တွေကိုလည်း comment box မှာဝင်ဆွေးနွေးပေးတော့မြတ်တရက်ခင်ရှင်းတဲ့ပဲနောက်ထပ် video တွေမှာပြန်လည်းဆုံတွေ့ကြပါစို့